မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာနရေဒီယို NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံမြင့်ပေးနေပါပြီရေဒီယို NUG ကိုနားဆင်နေကြတဲ့မိဘပြည်သူများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်ဘေးရုံးမှကင်ဝေးပြီးကိုစိန်နှပါအေဂျင့်လုံုံရပါစေလို့ရေဒီယို NUG ဖွေသားများမှဆုတောင်းမြတ်တာပို့သလိုက်ပါရခင်ဗျာ မင်္ဂလာမနက်ခင်းပါခင်ဗျာဒီကနေ့2025ခုနှစ်အော်တိုဘာလ22ရက်နေ့ Radio NUG ရဲ့မနက်ပိုင်းအစီအစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပထမဦးစွာ Radio NUG စီရင်တဲ့ရင်ကောင်းထုတ်ချက်ကိုຫນွေဦးလင်္ကာမှဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ22ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရင်တဲ့ရင်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် ရွာတစ်ကျွာမှာထိုင်းချတာတဲ့စစ်ကောင်ရှင်တက်ကိုဝင်ရောက်တိုက်ခိုက်တရင်မှုပါဝင်၁၅ဦးသေဆုံးခဲ့ပြီး၂ဦးရှင်ဖမ်းမိခဲ့တဲ့တဲ့တင်ကိုတင်ပြပေးကြပါရစေ။ပဲခူးတိုင်းစစ်တောင်းမြေရှိဘက်ရေတာရှင်မြို့နယ်ရွာတစ်ကျွာမှာအထိုင်းချတက်ဆွဲထားတဲ့စစ်ကောင်ရှင်တက်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာတရင်မှုပါဝင်၁၅ဦးသေဆုံးခဲ့ပြီး၂ဦးရှင်ဖမ်းမိခဲ့တယ်လို့နေပြည်တော် PDF ကသတင်းထုတ်ပြန်ထားပါရစေ။ အော်တိုဘာလာ20ရက်နေ့ရွာသိကျွေးရမှာအင်အား60ခန်းနဲ့အထိုင်ချတာတဲ့စစ်ကောင်မရှင်တပ်ကိုအမှတ်နှစ်စစ်စည်ရေးနေပြီးနေပြည်တော်တိုင်းစစ်ဌာနကိုကဲမှုအောက်ရှိတရေးများစုဖွဲ့ထားတဲ့ဗျူဟာစစ်ကြောင်းကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်တိုက်ပွဲတွင်စစ်ကောင်မရှင်ဘက်မှတရင်မှုညီညီနိုင်ပါဝင်15ဦးသေဆုံးခဲ့ပြီးစစ်တုံးမဲ2ဦးဖမ်းဆီးရမိခဲ့ကာ MA11 တလက် MA3 တလက် G3 သုံးလက်60မမတလက်ပစ္စတိုတလက်60မမကြီး၅လုံး ဒီဘောက်စေကူ ဒရုန်းကြံမာအထိုင်ဆက်တစ်လုံး၊ជីမျိုးစုံတထောင်ခန့်နဲ့မီးဆက်တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရှိရပါတယ်။တေဆုံသွားတဲ့စိတ်ကောင်းစိတ်တည်ရင်မူဒုတိယဗိုလ်မှူးကြီးညင်ညင်နိုင်ဟာလေကြောင်းရန်ကာကွယ်ရေးတပ်လာကတာ1329မှာဖြစ်ပြီးလက်ရဖမ်းဆီးနိုင်မှုစ조사ချိန်မှာပစ္စတိုထုတ်ပြီးခုခံခဲ့တာကြောင့်အသေးပြတ်တက်ခဲ့ရတယ်လို့သိပေထားပါတယ်။စစ်ကောမရှင်တပ်အထင်အားကဆုတ်ခွာထွက်ပြေးသွားခဲ့တာကြောင့်အထိုင်စခန်းနဲ့ကျေးရွာအတွင်းရှိကင်းစခန်းအလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီးလက်နက် ြီးပြစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်ပိတ်မိနေတဲ့ပြည်သူများကိုလည်းတိုက်ပွဲလို့ရာကိုကဲထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာစစ်ကောင်မရှင်တပ်ကစစ်ကူရရများဖြည့်တင်ပြီးပြန်လည်တုံးဝင်လာခဲ့တာကြောင့်တိုက်ပွဲငင်များဆက်လက်ဖြစ်ပွားနေပြီးစစ်တောင်းမြေကန်ဝင်းကျင်ဒေသရှိ ပြည်သူများအနေနဲ့စည်ရေးတရီနဲ့တွာလာနေထိုင်ကြဖို့အသိပေးထားပါတယ်ခင်ဗျာ။စတောဂျူယာစာတင်ကြောင်းကိုစစ်ကော်မရှင်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ ချင်းပြည်နယ်ဟာကာမျိုးစန်းတန်ဒေတာဇထောက်ကျွာကစာတင်ကြောင်းကိုပြစ်မှတ်ထားပြီးစစ်ကောင်မရှင်တက်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့စန်းတန်စင်ထရယ်ကောင်ဆယ်ကထုတ်ပြန်ထားပါတယ်။အကြံဖက်စစ်ကောင်မရှင်ရဲ့ကလေးတငယ်များနေပြည်သူများပေါ်ပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်ခြင်းလို့ရဲ့ကိုပြင်းထန်စွာရှုံချတယ်လို့စန်းတန်ဘ ਹੁ ကောင်စီကဆိုပါတယ်။အောက်တိုဘာလ21ရက်နေ့ နေ့လယ်12:55မိနစ်နေ့တနာရီ3မိနစ်အချိန်တို့မှာဇာထယ်ကျွေးရရှိစာတင်ကြောင်းကိုနှစ်ကြိမ်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။စစ်ကော်မရှင်က၎င်းတို့ရဲ့ရေကောက်ပွဲအစီအစဉ်အောင်မြင်နိုင်ရေးအတွက်ပြည်သူလူထုအပေါ်ကြမ်းဖက်ကချင်းချောက်တိုက်ခိုက်မှုများကိုဆက်လက်ကျူးလွန်နေတယ်လို့ဆိုပါတယ်။ ပြည်သူများအနေနဲ့စစ်ကောင်ရှင်ရဲ့တရားမဝင်ရေးကောက်ပွဲမှာပူပေါင်းဆောင်ရွက်ခြင်းမပြုကြရင်စာတင်ကြောင်းများကိုအကန့်အသတ်မရှိပိတ်ထားရင်လည်းလူစုလူဝေးများကိုအတက်နိုင်ဆုံးရှောင်ကျဉ်ကြဖို့စန်းထံဗဟုကောင်စီကအသိပေးထားပါတယ်ခင်ဗျာမိုးကုတ်မှာစစ်ကောင်ရှင်တက်ကဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်၃ဦးသေဆုံးပြီးပြည်သူ၁၂ဦးတင်ရန်ရရှိခဲ့တဲ့တရင်ကိုတင်ပြပေးကြပါမယ် မန္တလေးတိုင်း PSLF TNL တပ်မဟာလေးထိန်းချုပ်နေပြီးမိုးကုတ်မြို့မှာစစ်ကောင်မရှင်တက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်၃ဦးသေဆုံးခဲ့တယ်လို့ PSLF TNL ကသတင်းထုတ်ပြန်ထားပါတယ်အော်တိုဘားလာ21ရက်နေ့နေ့လယ်2:58မိနစ်အချိန်မှာကန်တော့ရက်ွက်ရှိကန်တုံလုံးဖူဆယ်ကွင်းနေရာကိုစစ်ကောင်ရှင်တက်ကဂျက်ဖိုက်တာနဲ့ပေါင်250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ပုံတိကြရပောက်ကွဲမှုကြောင့်အသက်၁၂နှစ်အရွယ်မတ်မွန်သူ အသက်၆နှစ်အရွယ်မတ်ခူတာနေအသက်၁၀နှစ်အရွယ်မတ်ချာရှိတို့တိတ်ဆုံးခဲ့ရတယ်လို့သိရှိရပါတယ်။ဒါပြင်ကလင်းငယ်များပါဝင် ပြည်သူ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၁၁လုံးနဲ့ဖူးဆဲကွင်းတကွင်းထိမှန်ပျက်စီးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ဆလဘီပလောမြူနေပြည်တော်စုလမ်းမကြီးပေါ်သို့အကြံဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ အော်တိုဘားလ22ရက်နေ့မှာပလောမြူနေတင်ငန်းတော်ရွာနီးရှိပြည်တောင်စုလမ်းမကြီးပေါ်သို့အကြမ်းဖက်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသသတင်းများအရသိရှိရပါသည်။တိုက်ခိုက်မှုဖြစ်စဉ်တွင်လမ်းသွားလမ်းလာပြည်သူများမရှိခဲ့တဲ့အတွက်ကြောင့်ထိခိုက်ဒဏ်ရာရှိသူမရှိတော့လေဘုံထိမှန်မှုကြောင့်လမ်းပိုင်းတစ်ခုလုံးပျက်စီးသွားခဲ့တယ်လို့သိရှိရပါသည်ခင်ဗျာ။ တနင်္သာရီနေ့နောင်ချိုမြို့နယ်တို့မှာစစ်ကောင်စီတပ်သား၃ဦးလက်နက်နဲ့အလင်းဝင်လာခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်နဲ့ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တို့မှာစစ်ကောင်စီတပ်သား၃ဦးလက်နက်နဲ့အလင်းဝင်လာခဲ့ကြတယ်လို့အသီးသီးထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ28ရက်နေ့နဲ့အောက်တိုဘာလ2ရက်နေ့တို့မှာစစ်ကောင်စီရဲ့ခလာရ103တရင်မှာတပ်သား2ဦးဟာတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံဆက်သွယ်ပြီးအလင်းဝင်လာတယ်လို့ဆိုပါတယ်။ ၎င်းတက်သားနှုတ်က MA2 တက်လက် T-box ၄ခု G260 တောင်းတို့ကိုယူဆောင်လာခဲ့ပြီးတနင်္သာရီမြို့နယ်ပကဖကနှွေးထွေးစွာကြိုးစိုးလက်ခံခဲ့တယ်လို့သိရှိရပါတယ်အလာဒူနောင်ချုံမြို့နယ်မှာလေတရားပြင်ဆင်နေတဲ့စစ်ကြောင်းနဲ့လိုက်ပါလာတဲ့ခလာရ243တရင်မှာစစ်မှုရန်တပ်သားကိုအောင်ကျော်ဟာအဆောင်စစ်သားများအလစ်မှာထွက်ပြေးလာခဲ့ပြီးကြောင်မဲခင်ရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံအလင်းဝင်ခဲ့တယ်လို့ဆိုပါတယ် ကိုအောင်ကျော်ဟာမန္တလေးကျောင်းဝိုင်းမှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကနမ်လန်မြို့မှာစစ်မှုထမ်းအပစင်စနစ်တက်ရောက်ခဲ့ရသူဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ ဆလဘီစေအုပ်စုရဲ့တရားမဝင် အတုအယောင်ရွေးကောက်ပွဲတွေအတုအယောင်ငင်းငင်းရေးလုပ်ငန်းစဉ်များကိုလုံးဝခွင့်ပြုမှာမဟုတ်ကြောင်းကော့တောင်းခိုင်အမတ်တတရင်ကအသိပေးလိုက်တဲ့သတင်းကိုတင်ပြပေးကြပါရစေ။ဆေယနာရှိစနေတက်ဆိုးရှိရေးဆောင်ရွက်နေတဲ့အကြံဖက်စစ်ကော်မရှင်ရဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲတွေအတုအယောင်ငင်းငင်းရေးလုပ်ငန်းစဉ်များစတင်ကြောင်းနဲ့လုံးဝလုံးဝခွင့်ပြုမှာမဟုတ်ကြောင်းကော့တောင်းခိုင်အမတ်တတရင်ကအသိပေးထုတ်ပြန်ထားပါရစေ။ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ပြည်သူတို့ရဲ့သဘောဆန္ဒမပါဘဲတရားမဝင်ရွေးကောက်ပွဲကိုဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်ခြင်းဖြစ်တဲ့အပြင်ပြည်သူအချုပ်အခြာအာဏာကိုမတရားရယူရန်စူးစမ်းခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အကြံဖက်ဆဲအုပ်စုရဲ့တရားမဝင်အတုရောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်အားပေးခြင်းမပြုလုပ်ကြပေခိုင်မာပြတ်သားတဲ့သဘောထားယက်တီချက်များနဲ့စန့်ကျင်ကြဖို့တိုက်တွန်းထားပါတယ်။ဒါပြင်စစ်ကောင်မရှင်ခန့်ရက်တီအုပ်ချုပ်ရေးအဖွဲ့များအနေနဲ့ရွေးကောက်ပွဲဖြစ်မြောက်စေရန်မဲဆင်းရေးပေးခြင်းကိစ္စရည်များစစ်မှုထမ်းတပ်သားတွေစုဆောင်ပေးခြင်းစစ်မှုထမ်းဂျေးများပေးခြင်းစတဲ့ကိစ္စရည်များကိုရက်တန်းကရကြဖို့အသိပေးထားပါတယ်။အတူရောင်ရွေးကောက်ပွဲနီလာလာနဲ့အမျှဒေသခံပြည်သူများအနေနဲ့စစ်ကော်မရှင်ရဲ့ ်ပူးပေါင်းဆောင်ရွက်မှုများမလုပ်ဆောင်ကြဘူးစစ်ကောမရှင်ရင်ထဲများနေအနီးကပ်မသွားကြဘူးမဲယုံများနေအနီးကပ်မနေထိုင်ကြဘူးကိုလေအသိပေးထားပါရခင်ဗျာယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှင်နေဗရေဖူတို့ကပြပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ငါပါဗီဒီယို NUG မှဆက်လက်အသံလွှင့်ပေးနေပါတယ် စီရင်တရင်ကောင်းလို့ချက်ပြီးမှာတော့ပြည်တွင်းသတင်းများကိုမင်းယူကဖတ်ကြားတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာဗီဒီယို energy ဒေါ်ရရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ22ရက်နေ့ဗီဒီယို energy ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IBU ညီလာခံတွင် ဒေါက်တာဝင်းမြတ်အေးနှင့်ဒေါ်စင်မာအောင်တို့ဦးဆောင်သောမြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်တဲ့တင်ကိုတင်ပြပေးပါမယ်။အော်တိုဘလ19ရက်နေ့မှ23ရက်နေ့အထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့၌ကျင်းပလျက်ရှိသည့်152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနှင့်ဆက်ဆက်အစည်းအဝေးများသို့ဒေါက်တာဝင်းမြတ်အေးနှင့်ဒေါ်စင်မာအောင်တို့ဦးဆောင်သောမြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်လျက်ရှိကြောင်း CRPH မှသတင်းထုတ်ပြန်ပါသည်။မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့်အော်တိုဘလ19ရက်နေ့တွင် အာရှပစိဖိတ်အုပ်စုအာရှပစိဖိတ် group နဲ့အမျိုးသမီးလွတ်တော်ကိုယ်စားလှယ် forum တို့ကိုတက်ရောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့နောက်အော်တိုဘလ20ရက်နေ့တွင် အမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနှင့်ညီလာခံ၏ general debate season တို့ကိုတက်ရောက်ခဲ့ကာမလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်ဆွေဒင်၊ဩစတြေးလျနိုင်ငံတို့မှလွတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်းတီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံဆွေးနွေးမှုများအတွင် အကြမ်းဖက်စစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေသည့်လေကြောင်းတိုက်ခိုက်မှုများလူအခွင့်ရေးချိုးဖောက်မှုများနှင့်အကြမ်းဖက်မှုများရင်းလုံရများကြောင့်နေရွှန့်ခွာနေရပြီးဒုက္ခများနှင့်ရင်ဆိုင်နေရသည့်ပြည်တွင်းရှိစစ်ပေးရှောင်ပြည်သူများနှင့်အခြားနိုင်ငံများရှိရွှေပြောင်းမြန်မာပြည်သူများ၏အခြေအနေများနှင့်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကိုရှင်းလင်းတင်ပြခဲ့တယ်လို့အတည်ပြုထားပါတယ်ထို့အပြင်အကြမ်းဖက်ဆဲအုပ်စုကကျင်းပမည်တရားဝင်မှုမရှိသောအတူရောင်ရွေးကောက်ပွဲနှင့်ရလက်အပေါ်ကန့်ကွက်ပေးရေးနှင့်အတိမတ်မပြုရေး မတရားဖန်ဆီးထိန်းသိမ်းခံရသည့်နိုင်ငံတော်အကြီးအကဲများရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအားကမ္ဘာလွှတ်တော်အတိုင်ဝန်းကဆက်လက်အသိမှတ်ပြုရေးလက်ရှိပြည်ပခဖြည့်ရှင်ရေးနှင့် ရေရှည်တည်တံ့သောအဖြေရှာခြင်းတွင်တော်လှန်ရေးအင်အားစုများ၏ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအပေါ်ထိရောက်သောပံ့ပိုးကူညီမှုများရရှိရေးတို့ကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဖော်ပြထားပါတယ်။နိုင်ငံကပါလီမန်များအဖွဲ့သည်ကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လွှတ်တော်များဖြင့်ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံ၌2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက်နိုင်ငံကပါလီမန်များအဖွဲ့ IPUE အမှုဆောင်ကောင်စီကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအား IBU ၏အဓိကဆွေးနွေးဘက်မိဖက်အဖြစ်အတိမတ်ပြုခဲ့ပြီးယနေ့ထိတိုင်ဆက်လက်အတိမတ်ပြုထားပါရခင်ဗျာဒုတိယသတင်းအနေဖြင့်မြန်မာစစ်တပ်၏နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက်အာဆီယံနှင့် နိုင်ငံကအတိုင်ဝန်အရေးယူရန် GFM တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ်မြန်မာစစ်တပ်နှင့်၎င်း၏လက်အောက်ခံပြည်သူစစ်အဖွဲ့များသည်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်ဒေသတွင်းမတည်ငြိမ်မှု၏အဓိကရေးသားမြစ်ဖြစ်နေပြီး၎င်းတို့အား အာဆီယံနှင့်နိုင်ငံကအတိုင်ဝန်းကမဖြစ်မနေအရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း Justice for Myanmar အဖွဲ့ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။အော်တိုဘာလ19ရက်ကမြန်မာစစ်တပ်ကထိုင်းမြန်မာနယ်စပ်ရှိနမဲဆိုးဖြင့်ကြော်ကြသော KK Park Cyber ငွေလိမ်ခြံကြီးကိုအယောင်ပြဝင်ရောက်စီးနှင်းမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးထိုစီးနှင်းမှုသည်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကြိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်လူကုန်ကူးမှုများတွင် စစ်တပ်နှင့်၎င်း၏လက်အောက်ခံကရင်နယ်ခြားဆောင်တပ် BGF ၏ပါဝင်မှုကိုဖုံးကွယ်ရန်ရည်ရွယ်ထားပုံရသည်ဟု Justice for Myanmar ကဆိုပါတယ်။စီးနှင်းမှုအတွင်း Starlink ဆက်အလုံး30နှစ်အတူအလုပ်လုပ်ကိုင်နေသူများသို့မဟုတ်ပိတ်မိနေသူများအနက်အနည်းငယ်သာဖြစ်သည့်လူ2198ဦးကို တွေ့ရှိခဲ့သည်လို့စစ်တပ်ကဖော်ပြထားပါတယ်။မြန်မာစစ်တပ်သည် ရာဇဝစီးပွားလုပ်ငန်းကွန်ရက်ကြီးတစ်ခုကိုကြီးကြပ်လက်ပတ်နေပြီး၎င်း၏လက်အောက်ခံကရင်နယ်ကြားဆောင်တပ်နှင့်ရာဇဝစီးပွားကုမ္ပဏီများကိုပြုစုပြောထောင်ထားတယ်လို့ဖော်ပြထားပါတယ်။ထို့အဖွဲ့များသည်နိုင်ငံဖြတ်ကျော်ရာဇဝကွန်ရက်တစ်ခုကိုဖွဲ့စည်းလှုပ်ဆောင်နေပြီး KKP အပါအဝင်နိုင်ငံတကာရာဇဝမှုများအတွက်ငွေကြေးထောက်ပံ့ပေးနေကာစစ်တပ်သည်မြေယာထိန်းချုပ်မှုစီးပွားရေးလိမ်လည်မှုများအခွန်ကောက်ခံမှုလုံခြုံရေးဝန်ဆောင်မှုတရားမဝင်ကုန်သွယ်မှု လူကုန်ကူးမှုနှင့်လူသုံးကုန်ပစ္စည်းထိန်းချုပ်ရောင်းချမှုများမှတဆင့်အကျိုးအမြတ်များရယူနေတယ်လို့အသိပေးထားပါတယ်။2021ခုနှစ်တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်းအာဆီယံသည်စစ်အုပ်စုအားနိုင်ငံရေးတရားဝင်မှုမှားယွင်းစွာပေးအပ်ခဲ့ပြီးထောက်လန်းရေးသတင်းအချက်လက်များနှင့်လေ့ကျင့်ရေးများပေးအပ်ခဲ့မှုသည် ရာဇဝတ်ကွန်ရက်များကိုပုံမအားကောင်းစေခဲ့ပြီးနိုင်ငံတကာဥပဒေအရအရေးယူမှုများကိုရှောင်ရှားရန်ကူညီပေးခဲ့တယ်လို့ဆိုပါတယ်။လာမည့်အာဆီယံထိပ်သီးအစည်းအဝေးတွင အစိုးရများအနေဖြင့်စေအုပ်စု၏အတူယောင်ရွေးကောက်ပွဲကိုပြတ်သားစွာဆန့်ကျင်ရက်ဒီရက်နှင့်၎င်းတို့၏ဗန္ဒာရေးစစ်လက်နက်နှင့်လေရင်စီလမ်းကြောင်းများကိုဖြတ်တောက်ရန်လိုအပ်သည့်အပြင်လူမျိုးတုံးတက်ဖြတ်မှုဆေးရဆွေးမှုနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများအတွေ့နိုင်ငံတကာတရားရေးမှတဆင့်တာဝန်ခံမှုရရှိစေရန်ဆောင်ရွက်ရမှာဖြစ်တယ်လို့ပြောကြားထားပါတယ်ခင်ဗျာဆက်လက်ပြီး ထိုင်းနိုင်ငံအယုဒ္ဓယာမြို့နယ်ရှိကားအပိုပစ္စည်းဆက်ရုံမှအလုသမား18ဦးအကြောင်းမဲ့အလုံမထုတ်ပယ်ခံခဲ့ရခြင်းအားကုညီဆောင်ရွက်ပေးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ထိုင်းနိုင်ငံအယုဒ္ဓယာရှိကားအပိုပစ္စည်းဆက်ရုံတစ်ခုတွင် လုက္ကိုင်နေသောမြမအလုသား18ဦးသည်မေလ20ရက်နေ့တွင်အလုံမအကြောင်းရင်းမရှိဘဲထုတ်ပယ်ခံလိုက်ရသည့်အတွက်တိုင်ကြားလာခဲ့ကြောင်းသတင်းရရှိပါသည်။ထို့သောတိုင်ကြားလာမှုကြောင့်မေလ26ရက်နေ့တွင်ဝန်ကြီးဌာန၏မဟာမိတ်အဖွဲ့ဖြစ်သည့် MHAC မဟာမိတ်အဖွဲ့မှဦးဆောင်၍နယ်မြေကန်အလုံသမားကာကွယ်စောင့်ရှောက်ရေးယုံတို့တွားရောက်အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့သိရပါတယ်။သို့တော့အမှုမှာ၅လကြာသည့်အထိတိကျသောအဖြေထွက်မလာသဖြင့်အော်တိုဘာလ22ရက်နေ့တွင်နစ်နာသူအလုံသမားများအား NUG အလုံသမားဝန်ကြီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူအယုဒ္ဓယခရိုင်အလုံသမားကာကွယ်စောင့်ရှောက်ရေးယုံတို့ထပ်မံတွားရောက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာနယ်မြေကန်အလုံသမားကာကွယ်စောင့်ရှောက်ရေးယုံ၏တာဝန်ရှိသူတို့မှ လူသမားများ၏နစ်နာခြင်းများရရှိရန်အတွက်အော်တိုဘာလကုန်နှင့်နိုဝင်ဘာလဆန်းအတွင်အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသဘောတူညီမှုရအောင်ကူညီပေးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီမြန်မာနိုင်ငံတွင်ကိုအင်္ဂါထုတ်ရောက်အသက်ခံခဲ့ရတဲ့ဘီလာရုစ်မော်ဒယ် Vida Crop ဆိုပါထိုင်းနိုင်ငံမှာပြန်ပေးဆွဲခံရတာမဟုတ်ကြောင်းထိုင်းရဲတပ်ဖွဲ့ညင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သည်ဘီလာရုစ်နိုင်ငံသူ မော်ဒယ် Vida Crop ဆိုပါထိုင်းနိုင်ငံသို့လှည့်စားခေါ်ဆောင်ခံခဲ့ရပြီးမြန်မာနိုင်ငံတွင်စိုက်ဘာလိမ်လည်မှုဂိုင်းတွင်အလုတ်ခိုင်းစေခံရပြီးနောက်လူသက်ခံရမှုနှင့်ပတ်သက်သောသတင်းများကိုစုံစမ်းစစ်ဆေးနေကြောင်းထုတ်ဖော်ပြောကြားခဲ့ကြောင်းထိုင်းသတင်းများအရသိရပါသည်ထိုင်းရွှေပြောင်းနေထိုင်ရေးဌာနကလည်း Vida သည်ထိုင်းနိုင်ငံမှရန်ကုန်သို့ထွက်ခွာခဲ့ပြီးပြန်ပေးဆွဲခံရမှုသို့မဟုတ်အတင်းအဓမ္မပြုလုပ်ခံရသည့်လက္ခဏာများမတွေ့ရကြောင်းအတည်ပြုခဲ့ပါသည်ဗြိတိရှသတင်းဌာန Daily Mail ၏အစီရင်ခံချက်အရ 26နှစ်အရွယ် Vida Crop ဆိုပါသည်စက်တင်ဘာလတွင် model အလုပ်အတွက်ဘန်ကောက်သို့ရောက်ရှိခဲ့တော်လဲလှည့်စားခံရပြီးမြန်မာနိုင်ငံသို့ခေါ်ဆောင်ခံခဲ့ရတယ်လို့ဖော်ပြထားပါတယ်ထို့နေရာတွင်၎င်း၏ passport နှင့်ဖုန်းကိုသိမ်းယူခံရပြီးချမ်းသာသောနိုင်ငံသားများထံမှငွေညှိရန် online ချင်းတွေ့ website များတွင် အခြေရေးလိမ်လည်မှုများလုပ်ဆောင်ရန်အတင်းအဓမ္မခိုင်းစေခံခဲ့ရတယ်လို့ဆိုပါတယ်၎င်းကပြစ်မှတ်ထားသည့်ပန်းတိုင်များမပြည့်မီခဲ့သဖြင့်ရိုက်နှက်ခံရပြီး ော်တိုဘာလ၄ရက်တွင်ပျောက်ဆုံးသွားခဲ့ကာနောက်ပိုင်းတွင် ကိုအင်ကာကုံကူးရောင်းဝယ်မှုဂိုင်းသို့ရောင်းချခံရသလိုညှဉ်းပန်းနှိပ်စက်ခံရပြီးနောက်အသက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ထိုဂိုင်းက၎င်း၏ရုပ်အလောင်းကိုမီးရှို့ဖျက်ဆီးပစ်ခဲ့ပြီး၎င်း၏မိသားစုထံမှရုပ်အလောင်းပြန်ပေးရန်အတွက်အမေရိကန်ဒေါ်လာ၅သိန်းတောင်းခံခဲ့တော်လဲ။နောက်ပိုင်းတွင်ပူပေါင်းဆောင်ရွက်ရန်ညှဉ်းဆန်ခဲ့တယ်လို့သိရပါတယ်။ထိုင်းရွှေ့ပြောင်းနေထိုင်ရေးဌာနက Vera Crop ဆိုပါသည် 2025ခုနှစ်စက်တင်ဘာလ12ရက်ည12:42မိနစ်တွင်သူဝနဘူမိလေးစိမ်းမှတဆင့်ထိုင်းနိုင်ငံသို့ဝင်ရောက်ခဲ့ပြီး2025ခုနှစ်စက်တင်ဘာလ20ရက်မနက်9:20မိနစ်တွင် ထိုင်းနိုင်ငံလေကြောင်းလိုင်း TG301 ဖြင့်ရန်ကုန်သို့ထွက်ခွာခဲ့ကြောင်းဘိုင်ယိုမက်ထရစ်စနစ်မှတဆင့်စစ်ဆေးတွေ့ရှိခဲ့သည်ဟု အတည်ပြုခဲ့တယ်လို့သိရပါတယ်။ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏နိုင်ငံရေးဌာနအကြီးအကဲရဲဘုံမှုချုပ်ချက်တူရာဖက်ဖီရော့မကေကအော်တိုဘာလ19ရက်နေ့တွင် ဤဖြစ်ရပ်ကိုအလေးနက်ထားစုံစမ်းနေပြီးတရင်များတွင် ဖော်ပြထားသော အချက်လက်များကိုလက်ရှိတွင်အတိမပြုနိုင်သေးကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်စောမြို့နယ်တွင်ရဲတပ်ဖွဲ့ဝင်စနစ်အသက်ခံရပြီး အလောင်းဖြောက်ကပစ္စည်းလူရခံရမှုဖြစ်ပွားတဲ့တရင်ကိုတင်ပြပေးပါမယ်မကွေးတိုင်းစောမြို့နယ်ဇေယျရက်ွက်တွင်ရဲတပ်ဖွဲ့ဝင်တအူဤစနစ်အသက်ခံရပြီးအလောင်းဖြောက်ကယတနာပစ္စည်းများလူရခံရမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရောလင်းနံအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ရေစခန်းအနီးနေထိုင်သောဒေါ်ရှင်းခေါ်ဝါ62နှစ်ဤရုပ်အလောင်းကိုစာလာအိတ်ဖြင့်ထုတ်ထားသည့်ပုံစံဖြင့်အော်တိုဘလ19ရက်နေ့လယ်3:30မိနစ်ခန့်တွင်ဇေယျရက်ွက်တမ်းမင်ခုံဆုံးတလင်းပြင်ဥယျံတော်အတွင်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။တည်ဆုံးခဲ့သောဒေါ်ရှင်းခေါ်ဝါသည်စောမြို့ရေစခန်းအနီးဥဖိုးလိုင်းခန်းမတွင်တာဝန်ထမ်းဆောင်နေသောရဲတပ်ချက်ကြီးဥရှာလုံးဤဇနီးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒေါ်ရှင်းခေါ်ဝါသည် အော်တိုဘာလ18ရက်နေ့တွင်ထင်းရှားယန်တမ်းမင်ခုံစုံတလင်းပြင်ဥယျာဉ်တော်သို့ထွက်လာရာပျောက်ဆုံးခဲ့ပြီးနှစ်ရက်အကြာသူမ၏ရုပ်အလောင်းကိုသူမကိုယ်တိုင်စောက်ထားသောတောင်ရတဲမှပေး90အကွာမှ တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။အိမ်မှထွက်ခွာစဉ်တကြက်သားခန့်ရွှေဆွဲကြိုးတကုံတမတ်သားခန့်ရွှေလက်စွပ်တကွင်းငကတ်တရံတို့ကိုဝစ်ဆင်ထားခဲ့ပြီးဘေးလွယ်အိတ်တလုံးပါရှိခဲ့တော်လဲရုပ်အလောင်းတွင်ယန္တနာများနှင့်အိတ်တို့ပျောက်ဆုံးနေတယ်လို့ဖော်ပြထားပါတယ်။ စုံစမ်းစစ်ဆေးမှုအရာဒေါ်ရှင်းခေါ်ဝါဤအိမ်တွင် မကြာခဏဝင်ထွက်လေရှိသော ကိုချစ်ရင်ထူးနှင့်ကိုဖိုးအေးတို့နှစ်ဦးပျောက်ဆုံးနေကြောင်းသိရပြီး၎င်းတို့နှစ်ဦးကိုတန်တရားရှိတရားခဏ်များအဖြစ်သတ်မှတ်ထားတယ်လို့အသိပေးထားပါတယ်။ကိုချစ်ရင်ထူး25နှစ်သည်ရန်ကုန်တိုင်းထန်းတပင်မြို့နယ်ဇာတိဖြစ်ပြီးရခိုင်ပြည်နယ်တွင်အလင်းဝင်လာသောရဲတပ်သားဖြစ်သလိုကိုဖိုးအေး26နှစ်သည်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ဇာတိဖြစ်ပြီး ရခိုင်ပြည်နယ်တွင်အလင်းဝင်လာသောရဲတပ်သားဖြစ်ကာ ၎င်းတို့သည်ရခိုင်ပြည်နယ်မှချင်းပြည်နယ်ဘက်သို့ရောက်ရှိလာခဲ့ပြီးစောမြို့နယ်တွင်နေထိုင်နေခဲ့တယ်လို့သိရပါတယ်။ထို့ပြင်ဒေါ်ရှင်းခေါ်ဝါဤဥယင်တဲတွင်နေထိုင်ခဲ့သောကိုဝနကျော်22နှစ်ကိုထိမ့်သိမ်းထားကာကိုဝနကျော်သည်ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ဇာတိဖြစ်ပြီးကိုချစ်ရင်ထူးနှင့်ဆက်ဆက်နေထိုင်ခဲ့သူဖြစ်ကာရခိုင်ပြည်နယ်ဘက်တွင်အလင်းဝင်လာခဲ့သောစစ်သားတဦးဖြစ်တယ်လို့သိရပါတယ်။ထို့နှစ်ဦးတို့သည်အခင်းဖြစ်ပွားချိန်မှစ၍ပျောက်ဆုံးနေပြီး ခပ်ပြင်းတင်းရှောင်းနေကြောင်းယူဆတာကြောင့်ရောအလင်းနှံအဖွဲ့ကတန်တရာတရခန်ကိုချစ်ရင်ထူးနှင့်ကိုဖိုးအေးတို့ကိုတွေ့ရှိပါကသက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများသို့အ мян ဆုံးအကြောင်းကြားရန်ပြည်သူများကိုတိုက်တွန်းထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Video Energy သတင်းတော့ Cashel နဲ့ဗရဲပိုးတို့ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ ရေဒီယို NUG ကိုနားဆင်နေကြရတာဖြစ်ပါတယ်ခင်ဗျာယခုတခါတင်ဆက်ပေးမယ့်တော်လိုင်းကြပြအစီအစဉ်မှာကင်မိုးရေးသားပြီးလွတ်လပ်နေဦးခန်းစားရွတ်ဖတ်ထားတဲ့အန်တိတ်မတိုက်ပွဲရလက်လွတ်မြင်ရတဲ့တော်လိုင်းကြပြကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာအန်တီမတိုက်ပွဲရလက်အကောင်ပေါက်ဖို့ဥခုံကိုဖောက်ထွက်နေ့ရက်တိုင်းကို အတိတ်ပဲရှိရှိ အပြုံးများနဲ့ရှစ်ဆက်ရှောင်မယ်ဒီနိုင်ငံမှာအရွယ်နဲ့မလိုက်အောင်စိတ်ဖိစီးမှုတွေခံစားနေရတယ်လူငယ်လူရွယ်တွေတောထလို့နေရဲ့ယုံကြည်ချက်နဲ့ရှောက်လှမ်းနေတဲ့ခြေတောက်တွေကောင်းနေသမျှပန်းတိုင်ကိုလှမ်းကင်နိုင်မှာယုံတနေ့နေ့တစ်ချိန်ချင်းအရေးကြီးတာက ငါတည်သွားခဲ့ရင်မြန်မာနိုင်ငံသားပါလို့ရင်ပတ်မှာတက်တူးထိုးပေးလိုက်ဒါမှဖျားသခင်နဲ့တွေ့တဲ့အခါငရဲကြပြီးသားလူတယောက်မှန်းသိအောင်လို့ Video Energy မှာဆက်လက်အတန်းလွှင့်ပေးနေပါတယ်ယခုတခါဆက်လက်ပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာများအတွက်လုံခြုံရေးဆိုင်ရာအကြံပြုချက်များဆိုတဲ့အစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါရခင်ဗျာတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေအတွက်လုံခြုံရေးဆိုင်ရာအကြံပြုချက်များပြစ်ခတ်နေခြင်းအတွင်ပိတ်မိနေခြင်းနဲ့ထိခိုက်ဒဏ်ရာရရှိခြင်းတွေကနေရှောင်ရှားနိုင်မှုစည်ရဲတဲ့င်းတွေကိုအမြဲမပြတ်နှားထောင်းပါအင်တာနက်အသုံးမပြုနိုင်ပါက UNG Radio အစီအစဉ်မှဆေးရတဲ့နေ့ကိုရယူပါပြည့်ဖက်မှုဖြစ်ပွားတဲ့နေရာတွေနဲ့ပြည့်မှန်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုသွားလာပါစက်တက်စစေးကိန်းများစစ်ပတ်ဆိုင်ရာအဆောက်အုံများရင်းနှံများနဲ့တပ်ဖွဲ့ဝင်တွေတွာလာလှုပ်ရှားတဲ့နေရာများဗန်းများနဲ့အခြားငွေကြေးနဲ့သက်ဆိုင်တဲ့နေရာများလက်နက်ကိုင်အဖွဲ့များအုံပြုသည့်ရုံးအဆောက်အုံများ စိတ်ကုတ်စကန်နေရာများကိုရှောင်ရှားသွားလာပါ။သားရှိရမယ့်စိတ်နေသဘောထား။အနေနဲ့သတိရှိမှုကိုသဇုံတစ်ခုပြင်လာနိုင်တဲ့ဆိုတဲ့အသိစိတ်နဲ့အဝါရောက်အစ်စ်မှအမြဲထားရှိပါ။ပြင်လာနိုင်မယ့်အနေရကိုသတိရှိပါ။ပြည့်ခဲ့ပါကတုတ်ပြန်ဆောင်ရွက်ရမယ့်နီလန်းအမျိုးမျိုးကိုတိုးတင်စဉ်းစားပြင်ဆင်ပါ။နေရာဒေသနဲ့တိုက်ပွဲအခြေအနေပေါ်မူတည်၍ တုတ်ပြန်ရင်းများလည်းမတူညီနိုင်ပါမျိုးလုံးထဲတွင်မြင်ရောင်၍ပြင်ဆင်လှုပ်ဆောင်ပါတောင်ယွန်ထိတ်လန့်မှုကြောင့်အယောင်ယောင်အမှားမှားဖြစ်နိုင်တာကိုတိုတင်မျှော်တွေးထားပါလက်တွေ့လေ့ကျင့်ပါလက်တလုံးတိုက်ပွဲဖြစ်ပွားမှုတဲ့နေရာများလက်ရှိဖြစ်ပွားနေတဲ့နေရာတွေကိုသတိပြုရှောင်ရှားသွားလာပါမိမိနေထိုင်ရမယ့်ပတ်ဝန်းကျင်အနေအထားကိုအမြဲစမ်းစစ်ပါ အနည်းဝင်းချက်မှာဟုံးအုပ်ကာကွယ်ထားတဲ့အရာဝတ္ထုတွေရှိနေပါကပောက်ကွဲနိုင်တဲ့ပစ္စည်းတစ်စုံတရာရှိနိုင်တာကိုရီဗျူပါမိသားစုအတွင်းလိုက်နိုင်ရမယ့်လုံခြုံရေးအစီအမံတွေနဲ့အရေးပေါ်ရွှေ့ပြောင်းရမယ့်နည်းလမ်းတွေကိုမိသားစုဝင်အားလုံးကိုအသိပေးဆောင်ရွက်ပါပြည်ကနေချိန်အတွင်းပြိမိနေပါက ဆောင်ရွက်ရန်အချက်များတိုက်ပွဲအတွင်းပြိမိရင်လုံဆောင်ရမယ့်အပြုတ်မှုများအတွက်စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာတိုးတင်းပြင်ဆင်လေးကြံထားပါ အစားအုံပြင်ပမှာပြစ်ခတ်တန်ကြားတာနဲ့တပြိုင်နက်ညီမြေမော်တို့ဝစ်ချ၍အနည်းဆုံးအကာအကွယ်ကိုရအောင်သွားပါ50တန်အစီအစဉ်ကိုလှုပ်ဆောင်ပါဝစ်ချပါပြင်မဲ့သေးငယ်စရန်အတွက်ခန္ဓာကိုယ်ကိုကြုံနိုင်သမျှကြုံထားပါအနေရလာရကိုရှာဖွေပါအကအကွယ်ကိုရှာဖွေပါအမြန်နေရာရွှေ့ပါအကအကွယ်ကိုရောက်ရင်အထပ်ပါအတိုင်းခံမှန်လောက်ဆောင်ပါ က်နက်ကြီးနဲ့ပစ်ခတ်တာနဲ့လေကြောင်းတိုက်ခိုက်မှုကြုံရပါကအနည်းဆုံးအကာအကွယ်ရှာ၍အနည်းဆုံးနေရာတွင်နေပါအကာအကွယ်မရှိပါကမြေနှိမ့်တဲ့နေရာမှာဝတ်နေပါတုံးကပောက်ပွဲမှုကြောင့်နစီထိခိုက်နိုင်သဖြင့်ခေါင်းကိုလက်ဖွားနဲ့အုပ်နားကိုလက်ဖြန်နဲ့ပိတ်တံတောင်ကိုမြေပြင်ထောက်ပြီးရင်ဘတ်နဲ့မြေကြီးခွာထား၍ပေါက်ထားပါပါဇက်ကိုအနှဲငယ်ဟထားရပါမယ်လေကြောင်းတိုက်ခိုက်ခံရချိန်မှာကြောက်လန့်တကြထွက်ပြေးတာအပြင်ထွက်ဗီဒီယိုရိုက်ကူးတာ ငါကြောသောနေရန်တွေကိုမှီနေတာရေကြီးမှာခေါင်းကိုတတ်ထားတာတို့မပြုလို့ရပါမှန်တွေနဲ့တုံခါမှုကြောင့်ပောက်ပွဲနိုင်တဲ့အရာတွေနီးမှာမနေရပါဘုံမိုချင်မဟုတ်တဲ့နေရာတွေမှာလူအများစုတွေဒါသူတစ်ဖြစ်အဆောက်အုံပြင်ပမှာစူဝေးပုံအောင်တာတွေကိုရှောင်ကျင်ရပါမယ်ဘဒုတ်ချင်းညောင်းဘုံကိုချင်းတဲအိတ်တွေလှိုင်းကောင်းတဲ့ကြောက်တုံးတွေရေကမှုတွေကိုအကာအကွယ်ဖြစ်အသုံးပြုပါပောက်ပွဲတန့်ကိုနားထောင်ပြီး အပြက်အစီများလွင်ဆင်ပြီးတဲ့အထိဆောင်းပါငါးဆက်တဲ့အစီအစဉ်ကို ဆောင်ရွက်ပါ ဖောက်ပေါက်ကိုအမြဲရှာဖွေပါဗီဒီယိုအန်ယူဂျီသောတာရှင်များခင်ဗျာဒီကနေ့မနက်ပိုင်းရဲ့နောက်ဆုံးစီစဉ်ဖြစ်တဲ့တော်လန်ยีတေဂီတာအစီအစဉ်မှာ The Fingers မှရေးသားပြီးရင်ွေးဦးတည်ဆိုထားတဲ့အမှန်တရားလိုအမည်ရတဲ့တော်လန်ยีတေဂီတာကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာ ဖေးနှခုရောင်ချန်သေးလေလူညီရဲ့ဤကိုလဲချွဲလို့ရောင်ခေါ်ကြမတည်မပြေလဲမိမဲနဲ့ငါပဲလူစုပြီးရှိုင်မလားရှုံးတဲ့သူကအမှပါပဲလဲပြောင်းနေတဲ့အမှန်တရားတွေဒီကဘာမှမပွင့်လိုက်ချက်ပန်းကလေးတွေ être épinglé, lui piacis-toi à ta ritama. Kick a palm on my point light and bangle it with twillo toi. Kick a palm on my point light and bangle it with piacy toi. At a retama. But be so naive, Ula. Lusora go to a go tire. ောင်းသူတို့ဘာမြဲရေချာခဲ့ ကတော့ဒီညနေပဲ Radio NUG ရဲ့အစည်းအဝေးတွေကိုခਿੱတရရနိုင်ပါမယ်။မြန်မာနိုင်ငံသူနိုင်ငံသားများ ကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်တွေရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအပ်ပြီးများရဲ့ Radio and YouTube ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်။